အားသောဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ23ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်မမေ့နဲ့နော်ဒီနေ့ညသကောင်ရ24ရက်နေ့မနက်ခင်းအစောပိုင်းတနအိဝဲ AM ချိန်မှာအာဆင်နယ်နဲ့ Crystal Palace အသင်းတို့ရဲ့ Premier League ပွဲစဉ်ရှိပါတယ် ပထမဦးတင်တဲ့ပုဂ္ဂိုလ်တော့ TVR ဖော်ပွဲသတင်းတောက် Green Valley ဖော်ပြထားတဲ့ Victor Yogret သတင်းနဲ့ပဲကျွန်တော်စောက်ဖွင့်လိုက်အောင်အခုတလောတော့ Benjamin Sesko Victor Yogret ဒီသတင်းတွေပဲထပ်နေပါဒါမှမဟုတ်နောက်ဆုံးရသတင်း update ကလည်းဒါပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်ထပ်မံဖော်ပြပေးရပါလိအခုနောက်ဆုံးကြားထားတဲ့သတင်းတွေအရဆိုရင်တော့ Green Valley ဖော်ပြထားတာက Arsenal ရဲ့ Arsa Traitor တဲ့ Entry Parter က Victor Yogret ကိုတော်တော်လေးသဘောကျနေတယ် အာဆင်နယ်တင်းရဲ့လိုအပ်တဲ့တိုက်စစ်နေရာအတွက်တခုတည်းသောဂျက်စောလေးအဖြစ်သတ်မှတ်ထားတယ်ဂျက်စောဆိုတာကတော့ဒီရုပ်ဆက်ကစားနည်းပုံစံမျိုးအဲ့ဒီမှာလိုအပ်တဲ့ကွက်လကူလိုက်တင်ဖြည့်ပေးနိုင်မယ်တခုတည်းသောအရာဖြစ်ဒီအာဆာဒရိုက်တာတစ်ကသတ်မှတ်ထားပေါ့လေပြီးတော့အခြားတိုက်စစ်ကစားသမားတွေနဲ့ဆွေးနွေးမှုတချို့ရှိမယ်လေဘစ်တာယောဂရက်ကိုပို့ပြီးသူကသဘောကျတယ်ကြံခဲ့တဲ့တီကိုမာတွေကဒီကစားသမားကိုခေါ်ဦးခြင်းခဲ့တာဆိုပြီးတော့တော်တော်များ report တွေကဖော်ပြထားတယ်ဒီကစားသမားနဲ့ပတ်သက်တဲ့နောက်ခံအချက်လက်တွေလက်ရှိပြနေတဲ့ performance အနေနဲ့ကြံခဲ့တဲ့ဒုတိယခွဲစိတ်မှုတွေ ကိုပြန်လည်စစ်ဆေးမှုတွေလုပ်နေတယ်။ပြီးတော့အဲ့ဒီကစားသမားရဲ့အေဂျင့်ဖြစ်တဲ့ Hassan Settingra နဲ့လည်းတွေ့ဆုံမှုရှိတယ်ဆိုပြီးသတင်းတွေကဖော်ပြထားတယ်။အဲ့တော့ဒီသတင်းတွေမှာကြည့်လိုက်တဲ့အခါကျရင် Sasco နဲ့သတင်းတွေထွက်တာမှန်ပေမဲ့လည်းသူတွေ့ဆုံမဲ့အေဂျင့်တွေထဲမှာ Victor Yogrek ရဲ့ အေဂျင့်နဲ့အပါဝင်ဖြစ်တယ်ပြီးတော့သူ့ရဲ့ဦးစားပေးနှွေးမှာခေါ်မဲ့တိုက်စစ်ကစားမှာအဲ့လို့ဆိုအန်ဒရီဘာတာကျောင်းလေးကိုကျောင်းကြီးကနေတစ်ချက်ပြောလိုက်ရအောင်ကျွန်တော်ကစားသမားကြီးကျောင်းသားပြောတာအာဇာဒေတာတိကျောင်းကျောင်းပြောခဲ့တယ်ဗောလေအဲ့ဆိုအန်ဒရီဘာတာဆိုတာကအက်တလက်တီကိုမက်ဒရစ်မှာရှိတဲ့ဦးကနီးပြဆီမိုနီနဲ့အချို့အပိုင်းလေးတွေမှာအစေးမကပ်ပြီးမဲ့လေအသင်းကောင်းဖို့အတွက်ငွေသုံးပြီးခေါ်တဲ့အပိုင်းတွေအသင်းအတွက်ဒီကစားမအချိုးပြူနိုင်နေဆိုပြီးတော့ရအောင်ခေါ်ပြီးတဲ့အပိုင်းတွေမှာနာမည်ကြီးရအထူးသဖြင့်တိုက်စစ်ပိုင်းမှာအဲ့ဆိုအသင်းပုတ်ဖွဲ့က ဒီလူကတော့ပို့ပြီးတင့်တော်တယ်ဆိုတာထက်နီးပြကတော့ဘယ်လူကတော့သူ့အလိုရှိရဆိုတာထက်အသင်းအတွက်အံဝင်မယ်ထင်လို့ရှိရင်ငွေပါသုံးပြီးခေါ်ပေးနိုင်ချေရှိတဲ့သူထင်တာကိုရအောင်လုပ်ပေးလို့ရှိတဲ့ဝိုင်းရင်အားစားဒိုက်တာဖြစ်တော့ကျွန်တော်တွေ့ရတယ်ဗောလေအဲ့တော့ Sporting တို့ကတော့ယူတန်း60နဲ့80ကြားရလို့ရှိရင် Bitter Yogurt ကိုလက်လွတ်မယ်ဆိုပြီးတော့သတင်းတချို့ထုတ်ထားတာရှိတယ်အာဆင်နယ်ကလည်းအဲ့ဒီပမာဏသုံးပြီးဒီကစားသမားကိုခေါ်ဖို့အတွက်အရင်ဆုံးကစားသမားနဲ့ Agreement ယူရမယ်လောလောဆယ်တော့ကစားသမားကလည်း London အသင်းတွေထဲမှာဆိုရင်တော့အခြားအသင်းတွေဆိုင်အာဆင်နယ် ုဝဲလာခြင်းနဲ့ကြားသိရတယ်ပြီးရသူ့ရဲ့ favorite ဖြစ်တဲ့ champion league ဝင်ဝင်ပြီးကစားမယ်ဆိုတဲ့မလုံးနောက်တစ်ချက်ကဘန်နိုင်းတောင်းနေတဲ့အသင်းပြီးတော့ trust the process တစ်ခုခုရှိထားတဲ့အသင်း ရီမတ်ချက်ကောင်းတဲ့အသင်းပေါ့ဗျာပြီးတော့ rice တို့ saliba တို့လိုနာမည်ကျော်ကစားသမားတွေရှိတဲ့ကလပ်သင်းလည်းဖြစ်တာဖြစ်တဲ့အတွက် bitter yogurt ကအခြားသင်းတွေဆိုင်တော့ arsenal ကိုပိုပြီးလာခြင်းဆိုပြီးသတင်းတွေကြားသိရတယ်26နှစ်ရဲ့ sweden သားကတော့စာချုပ်ဖြတ်သင်းကြီးပေါင်86တန်းရှိမိမယ်တကယ်သာခေါ်မယ်ဆိုရင်တော့ပေါင်တန်း60လောက်နဲ့ arsenal ကိုရနိုင်ခြင်းရှိတယ်ဒီရသည်45ဝက်ကံပေးချက်မှာ48ကိုသတိတော့ရှလုံးဖိန်တာပါတယ် brighton swansea ကိုဗင်ထရီအခု Sporting Lisbon မှာကစားနေပြီးတော့ဒီကစားသမားကအမှန်တကယ်တော့အင်္ဂလိပ်လိဒီနဲ့တိတ်ပြီးမစိမ်းပြောလို့ရတယ်။ Brighton ကနေ Swansea အဲ့ရနေမှာတစ်ဆင့် Coventry ကိုအငှားသွားစော်တယ်။ Coventry ကကြိုက်တဲ့အတွက် Yu ကို1.2တန်းနဲ့ဝဲတယ်။အဲ့ဒါနဲ့2023ခုနှစ်မှာတော့ Sporting ကို Yu အတန်း30နဲ့ရောင်းလိုက်တယ်။ဒါပေမဲ့အဲ့မှာမြုပ်ကွက်တစ်ခုရှိတယ်။ Sporting ကိုသူတို့ရောင်းလိုက်တုန်းကတနည်းနည်းတစ်ချိန်ကျရင် Sporting ကနေပြီးတော့ Peter Yogrek ကိုအသီးသီးကိုပြင်အောင်တဲ့ခါကျရင်စေုံကိုဆေးရခိုင်နှုံးပေးရမယ်ဆိုတဲ့အချက်။ဒါကြောင့်မို့လို့လေ စပိုတင်တို့ကဒီစားမရောင်းချမှုကနေပြီးတော့ကိုဗင်ထရီကိုအပိုင်းစားတချို့ပေးရမှာဖြစ်တဲ့အတွက်ဈေးတင်နေလို့ကျွန်တော်ကတော့ထင်နေပါလေအဲ့ဆိုပီတာယောဂရက်ပဲဖြစ်ဖြစ်ဘန်ဂျမင်ဆက်စကိုပဲဖြစ်ဖြစ်ကျွန်တော်ကြိုးစားမှာပါတေချာတခုကတော့အာဆင်နယ်ရဲ့အာဆာဒက်တာတဲ့ရဲ့ပေါ်ဖော်မန့်တော့ဒီနေ့ဈေးကကအကောင်းဆုံးမှတ်ကြောက်ထင်သွားပဲလို့ကျွန်တော်ကတော့ထင်ပါတယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဘီဆူရူမန်တို့ကဖော်ပြထားပါလေဒါကတော့ဘုံမောက်အသင်းရဲ့ခံစစ်သားမလေးဒင်းခုဆက်နဲ့ပတ်သက်ပြီးသူကပြောသွားပါဖေဘီဆူရူမန်တို့ကပြောသွားလဲဆိုတော့ကျွန်တော်ကြားရတဲ့တော့အာဆင်နယ်ကဒင်းခုဆန်ကိုတကယ်စိတ်ဝင်စားနေရပါနီဟုကဆက်ကလည်းဒီပြိုင်ပွဲထဲမှာရှိတဲ့လိုချင်တဲ့ဆိုရင်မဲ့အာဆင်နယ်ချဲစီလီဗာပူးတို့တက်ကြော်လွန်ပြီးတော့ကာဆယ်ရဖို့တော့အကြောင်းမရှိဘူးအကယ်၍များဒီသုံးသင်းကသာတကယ်ထက်ထဲဝင်လုံမယ်ဆိုလို့ရှိရင်တော့ဒင်းခုဆန်ကိုရအောင်စီယုံနိုင်စွမ်းရှိရဲဆိုပြီးသူကပြောသွားတယ် ဒီနေရာမှာ reliable သတင်းဌာနတစ်ခုရဲ့သတင်းလေးကိုကျွန်တော်ကြားဖြတ်ပြီးပြောခြင်းတယ်အဲ့မှာပြောထားတော့ Premier League မှာဆက်နေကျင်တာဖြစ်တဲ့အတွက် Real Madrid အသင်းရဲ့ကမ်းလှမ်းမှုကိုဒင်းခုဆန်ကပယ်ချလိုက်တယ်ဆိုပြီးသတင်းကတော့ဖော်ပြထားတယ် Real ကတကယ်ကမ်းလှမ်းလားမကမ်းလှမ်းလားမသိဘူး reliable သတင်းဌာနကတော့အဲ့လိုဖော်ပြထားတယ်အဲ့တော့ကစားသမားစီနံပါတ်1ချက် စပိန်သားဖြစ်ပေမဲ့လည်းပရီးမီယာလီဂ်မှာဆက်ပြီးနေကျင်တာဖြစ်တဲ့အတွက်ဘုံမော့ပါဆက်ပြီးနေမလားဒါမှမဟုတ်ပရီးမီယာလီဂ်ထိပ်သီးအသင်းတစ်သင်းကိုပြောင်းမလားဆိုတော့ຫນွေမှာစောင့်ကြည့်ရမယ်အာဆင်နယ်ကဒီကစားမနဲ့ပတ်သက်ပြီးငွေသုံးသည့်ဖြစ်စေမသုံးသည့်ဖြစ်စေတရားတစ်ခုတော့အာဆင်နယ်တို့သတင်းထွက်နေတဲ့အများဆုံးကစားသမားတွေကဒင်းဟူဆန်ကလည်းကြံခဲ့တဲ့လိုက်တွေကပါလာခဲ့တာအဲ့တော့အသက်20ရှိပြီဖြစ်တဲ့စပိန်သားကြံခဲ့တဲ့14ရက်နေကမှအသက်20ပြည့်တာအစ16နှစ်သားပေါ့လေ2030ခုနှစ်ထိဘုံမော့နဲ့တက်တန်းရှိသေးတဲ့အရက်က6ပေ6လက်မှ အမြင်ပေါ်ရှင်းထုတ်မှုတွေအရန်ကောင်းတယ်ပြီးတော့မြန်လဲမြန်တယ်ဒီရသည်32ပွဲမှာ26ပွဲပွတ်ထွက်ကစားထားတယ်ပြိုင်ပွဲစုံမှာပေါ့လေနှစ်ကိုးသင်းပြီးတကိုးဖိုင်ထားတယ် rating office ဆို7.1တိရှိတယ်2024ခုနှစ်တုန်းကဒီနွေကားမှာဂျူပင်တက်အသင်းစီကနေရောက်လာခဲ့ပြီးတော့အဲ့တော့ Euro 55တက်မှ2တန်းပဲပြေးချခဲ့ရတာအဲ့လိုပြေးချပြီးခေါ်ပြီးနောက်ပိုင်းမှာဘုံပေါက်ကလည်းလူလေပဲစာချိုးဖြစ်တဲ့ညပေါင်တန်း90တိဈေးကတ်ထားတယ်အခုဒီကစားမှာတအားကောင်းလာတဲ့အခါမှာတော့ပေါင်တန်း90ဆိုရယ်စာချိုးဖြစ်တဲ့ညကဘာမှမဟုတ်တော့ တန်တာထက်ကိုပိုနေပြီ ီးတော့အာဆင်နယ်အပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတီယာနေတူမီယာစုဇင်းချန်ကိုခီဗီယောတာဘာဒက်လိုမျိုးအသင်းမှာဆက်ရှိမယ်မရှိဘူးမကျင်းသေးတဲ့ကစားသမားတွေအငှားချပြီးပြန်လာရင်လည်းထပ်ပြီးရောက်မဲ့ကစားသမားတွေနဲ့အလုံးနဲ့ထွက်ခွာမဲ့ကစားသမားတွေအများကြီးရှိနေဖြစ်တဲ့အတွက်ခစ်စ်ပိုင်းပြင်ပြီးအားဖြစ်မယ်ဆိုတာကလည်းဖြစ်လာနိုင်ခြင်းရှိရဲ့အရာပြီးတော့ဒီကစားသမားလည်းဘုံမောက်အသင်းကိုလက်ရှိပရီးမီယာလိမှာအဆင့်ရှိတိရောက်ဆွမ်းဆောင်ပေးထားတယ်သူကတော့စင်တာဘက်အထိုင်မှာပေါ့လေကာကစ်ဟူဆမ်ဇာဘာညီအဲ့ဒီ၃ယောက်ကပုံမှန်ပွဲထွက်ပြီးတော့ပေးကိုးက40ပဲရှိတယ် ဒါတော့မှဟူဆန်ဒီပွဲပြည့်ကစားခဲ့ရတာမဟုတ်ပရီးမီးယားလိမှာအဲ့တော့ဒီကစားမကတော့ဒါပေကို40ပဲရှိအောင်ဘုံမောက်အသင်းအတွက်ခန်းစစ်မှာတည်ငြိမ်ပဲဆွမ်းဆောင်ပြထားတယ်အဲ့တော့အသက်20ရွယ်စပိန်သားကိုအာရီတာတို့ခေါ်နိုင်မလားအာဆင်နယ်မှာလည်းစပိန်သားတွေရှိပြီးတော့နီးပြချုပ်ကိုတိုင်းကစပိန်သားဖြစ်နေတဲ့အတွက်အာဆင်နယ်သားခန်းစစ်ပိုင်းတဲ့တကယ်ငွေသုံးမယ်ဆိုရင်တော့ရောက်လာနိုင်ချေရှိတဲ့ player ပါ တတိယမြောက်သတင်းဘုတ်ကတော့ Hand of Arsenia ဖော်ပြထားပါဘို့လေအဲ့ဒါကတော့ Louis Kelly နဲ့ Ethan Wayne ရဲ့သတင်းမှာသူရဲ့ဖော်ပြထားချက်ရတော့စာချုပ်ကိစ္စနောက်ဆုံးအဆင့်ကိုရောက်ရှိပါပြီ။နှွေစည်းကွက်မတိုင်မီတရားဝင်ကြေညာသွားဖို့ရှိတယ်။တိတာများပြတဲ့လစာနဲ့နှစ်ရှည်ကွန်ထရက်ချုပ်သွားဖို့ရှိတယ်။ Louis Kelly က Ethan Wayne ရော Arsenia ကတပြိုင်တည်းနီးပါးကြေညာသွားဖို့ရှိစီဖော်ပြသွားတယ်။အမေရိကန်ရောဒီဇယ်လန်ကအလုံးသိပြီးသားဇက်သိမ်းပါပဲ။ဒီကစားမနှုတ်ဆုံးကအာဆင်နဲ့တက်တန်းတို့မယ်ဆိုတာသိပြီးသားဒါပေမဲ့ဘယ်နှစ်တရဝင်ထုတ်ပြန်မလဲဆိုတာကိုပဲ ်စောင့်ကြည့်နေရတာဒီသားမနှစ်ဦးတော့ຫນွေကြရင်တက်တန်းကုံတော့မှာလူးဝစ်စကယ်လီဆိုရင်အသက်18နှစ်ဒါပေမဲ့6လပိုင်းဆိုရင်အသက်19နှစ်ပြည့်မယ်ဒီသားမကတပတ်ကိုပေါင်4000ပဲရနေတယ်စာချုပ်တက်မှာတော့ပေါင်3000လဲဖြစ်နိုင်တယ်ပေါင်4000လဲဖြစ်နိုင်တယ်ကွန်ထရက်က6နှစ်လဲဖြစ်နိုင်တယ်9နှစ်လဲဖြစ်နိုင်တယ်ဗောလေဒီရသည်33ဝက်မှာ22ပွဲပွဲထက်ကစားလာတယ်တကိုးသွင်းတကိုးဖိုင်းထားတယ်အီတန်ဝန်နရီသူကလည်းအသက်18နှစ်ပဲရှိသေးတယ်ကြံခဲ့တဲ့3လပိုင်းကမှအသက်18နှစ်ပြည့်ထားခဲ့တာ တပတ်ကိုပေါင်6000ရနေပြီးတော့ဒီကစားမှာတော့ဒီရည်33ပွဲမှာ15ပွဲအထိပွတ်ထွက်ကစားထားတယ်။ကိုကိုသွင်းပြီးတော့နှလုံးဖိနှိပ်ထားပါတယ်။အပြိုင်ရန်ကိုထွက်ပေါ်လာခဲ့တဲ့အကယ်မီထွက်ကစားမှာ2ဦး။အဲ့တော့ဒီကစားမှာ2ဦးကတော့ဒီရည်မှာအသင်းကြီးရဲ့ first line တက်ပါမှာကြာခဏတွေ့ရဖြစ်လို့အခြားလူငယ်ကစားသမားတွေလည်းလာမယ့်ရည်မှာမတိုးမန်းအပေါဝင်အခြားကစားသမားတွေကိုအာရီတာတင်သွင်းလာဖို့ရှိသေးတဲ့ report တချို့လည်းတွေ့ရပါလေ။အဲ့ဆိုတော့ဒီကစားသမား2ဦးပြုံမှာ senior level ကစားသမားတွေလူစည်းကွက်မတိုင်မီဘသူတွေတရဝင်းလက်မှတ်ထိုးပြီးတက်တန်းတို့မလဲစောင့်ကြည့်သွားတော့မှာပါ။ ဒီစီစဉ်လေးကိုဒီကောက်ကြီးပောင်းပြီးတဲ့ရှုပေါ်လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆော့ပဲဆိုတော့ Viber ဖုန်းနံပါတ်တို့ညာ6016633935တို့ညာဆက်သွားပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်နိုင်ဖြစ်လို့ဝေပုံကိုရရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလောအောင်မလောက်တက်ဆိုတော့ YouTube မှာကိုထုတ်ဖို့ရှုရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် i back ခွရှုကို sport internet 93လုံးပစ်တို့ကိုကစားမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်ညာ6016633935တို့ညာကိုဆက်သွားလို့ရပါခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Arsenal ကနေထွက်ခွာသွားပြီးလက်ရှိအချိန်မှာတော့နီးပြတွေဖြစ်ပြန်လဲရင်ဆိုင်တွေ့ရမယ့် လီကျိန်နှစ်ယောက်အကြောင်းဖော်ပြပေးတော့မှာပါပထမတစ်ယောက်ကတော့ Norwich လက်ထောက်နီးပြဖြစ်လာခဲ့တဲ့ Baby Jack ဒါကျွန်တော်ချစ်စနိုးခွာပေါ့လေဂျက်ဝီရှာယာကတော့လက်ရှိချိန်မှာအသက်33နှစ်ရှိပြီလက်ထောက်နီးပြအဖြစ် Norwich အသင်းမှာတာဝန်ထမ်းဆောင်နေပေမဲ့နီးပြချုပ်ကလက်ရှိချိန်မှာမရှိတော့တာဖြစ်တဲ့အတွက်သူကတော့ယာယီနီးပြဖြစ်တာဝန်ထမ်းဆောင်မယ်လက်ကျန်နှစ်ပွဲပေါ့လေ26နှစ်ကြာရင် Middlebrown နဲ့ပွဲကို까요မယ်3နှစ်ကြာရင် ဒါမေလ3ရက်ကျရင်ကာတက် City အသင်းနဲ့ပွဲစဉ်ကိုကင်တွေ့မယ်နောက်တစ်ယောက်ကတော့ဒါကာတက် City အသင်းရဲ့နီးပြယာယီနီးပြဖြစ်လာခဲ့တဲ့ Our Ramsey ပေါ့လေ Ramsey ကတော့ဒါအသက်34နှစ်ရှိပြီပထမသူကတော့၃ပွဲကင်ရတာဗျ အရှိတ်တပွဲတော့ကန်ပြီးွားပြီ။ Oxford United နဲ့ပွဲမှာဆိုရင်တော့တကူတကူတည်ကြအောင်ကန်ထားတယ်။အသင်းအတွက်အဖိုးတန်တက်မှတ်။ဘာကြောင့်လဲဆိုတော့ Cardiff City အသင်းကတန်းစစ်စုံထဲမှာရှိရဖြစ်တဲ့တူတို့လက်ရှိချိန်မှာတက်မှတ်သုံးမှတ်ဆိုအရန်ကိုအရေးပါတယ်။လက်ကျန်နှစ်ပွဲကျန်နဲ့အဲ့နှစ်ပွဲမှာအနည်းဆုံးတော့၄မှတ်လောက်ရအောင်ဆွဲဆောင်နိုင်မှာအခြေအနေကောင်းမှသဘောရှိတယ်။အပေါ်အသင်းတွေကလည်းဒါတော်တော်လေးကို ရမကပြတ်သွားမဲ့အနေထားလည်းရှိရဖြစ်တဲ့အတွက်ရာသိန်ကလောက်အမှောက်စုဆောင်းဖို့လွယ်ပေါ့လေအဲဆို26နှစ်ကျရင် West Brom နဲ့ကံမယ်3ရက်မေလာကျလို့ရှိရင်တော့ Norwich City နဲ့ကံမယ်အဲဆိုတော့ We Shine နဲ့တွေ့မဲ့ပွဲစဉ်ရဲ့အရှိမကံမဲ့ West Brom အသင်းနဲ့ပွဲစဉ်ရမှာတော့ရမတ်ရနိုင်တဲ့လောက်စုဆောင်းပေးသွားနိုင်လို့တန်းစစ်ဆောင်ရနေပြီဒီအသင်းကိုကယ်တင်နိုင်ခဲ့ရင်တော့ယာယီနီပြအဖြစ်ကနေပြီးတော့ Ranstey အနေနဲ့ဒါတရားဝင်နီပြအောင်ဖြစ်သွားတဲ့အနေထားပေါ့လေဘာပြောပြောပါ ဒီကစားသမားနှစ်ဦးသောတစ်ချိန်လုံးမှာအာဆင်နယ်မှာအတူတူအောင်ပွဲခံခဲ့တဲ့ကစားသမားတွေဖြစ်ခဲ့ပေမဲ့ဒါလက်ရှိအချိန်မှာတော့သူတို့ကတက်ဆိုင်ရာအသင်းတွေရဲ့တရဝင်းယာယီနီးပြတွေဖြစ်လာခဲ့ပါတယ်ယာယီနီးပြဆိုတာကတော့ performance ကောင်းကောင်းတော့တရဝင်းနီးပြချုပ်ဖြစ်လာနိုင်တဲ့အနေအထားဖြစ်တဲ့အတွက်နှစ်ယောက်စလုံးကိုတော့ကျွန်တော်အောင်မြင်စေချင်တယ်ဝီရှိုင်းအနေနဲ့တိတ်တော့ pressure မရှိဘူးပြသူ့အသင်းအဆင့်14မှာ pressure ရှိတာက Ramsey ရဲ့အသင်းကတော့ကန်ရမှာကလည်းနှစ်ပွဲပဲကျန်တော့တယ်အဲနှစ်ပွဲစလုံးကိုနိုင်ပါစေလို့တော့ကျွန်တော်ကတော့ဆုတောင်းမိပါတယ်အဆုံးထိကြည့်တဲ့လဲ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ